နနသည်ဆက်ရုံနဲ့ပြာသူတခါတုန်းကချင်းခတ်ရတာကိုကြိုက်တဲ့ပြာသူဆိုတဲ့ကောင်မလေးတယောက်ဟာကျိန်လုံငဲလုတဲ့သူ့အဖေနဲ့အတူတူတောင်ရှိကရွာလေးတရွာမှနေကြတယ်။ပြာသူက တော်ထဲမှာသွားစောရင်းမြေမြုပ်မိုင်းကိုနေမိလို့ခြေထောက်တစ်ဖက်ထိခိုက်သွားတဲ့အတွက်ဂျိုင်းတောင်နဲ့သွာလာနေရတဲ့သူပါ။သူကဂျိုင်းတောင်ချီမှသွာလာနိုင်တဲ့အတွက်အမြင့်စိတ်အားငယ်နေတယ်တဲ့။ ဖေးရဲ့အလုပ်တွေကိုမကူညီနိုင်တာတငယ်ချင်းတွေနဲ့အတူတူမဆော့နိုင်တာကို တွေးပြီးစိတ်မကောင်းဖြစ်ပေမဲ့အဲ့ဒီလိုစိတ်မကောင်းဖြစ်နေတာကိုဘသူ့ကိုမှမပြောပြဘူးတဲ့ချက်တော့ထီပြီးရဲ့နောက်ပိုင်းကစလို့ဘသူနဲ့မှလည်းတိတ်စကားမပြောတော့ဘဲတငယ်ချင်းတွေလာခေါ်ရင်လဲတငယ်ချင်းတွေကိုမောင်းထုတ်လိမ့်ရှိတယ်တငယ်ချင်းတွေရော အဖေကရောပြာတို့အဲ့ဒီလိုအမြဲစိတ်ဆိုးပြီး အခန်းအမြဲအောင်းနေတာကိုဘယ်လိုလုပ်ပြရမလဲမသိပါနဲ့ပြတော့အမြဲတမ်းစကားတွေတော့ပြောတော့ခေါ်ပြီးတော့နွေနွေထွေထွေဆက်ဆံပေးကြတယ်အမြဲစိတ်ဆိုးနေတတ်တဲ့ပြတော့တယောက်ညာတိုင်းဝန်းနေပြီးငုံငုံနေတတ်တာကိုသိတဲ့နနေတီဆက်ယူကလေးလဲရှင်းမခန့်နိုင်တော့တဲ့ပြတော့ကိုနှစ်သိမ့်ပြီးဟိုပြင်မာတော့တယ် ပြာတူရဲ့အိမ်မက်ထဲကိုသွားပြီးရှင်းခတ်တာအပြင်ပြာတူလုံနိုင်တာတွေကိုကူညီပြီးခြာပေးဖို့လုပ်ငန်းစပါရော်တယ်။ပြာတူရဲ့အိမ်မက်ထဲမှာပြာတူကအရင်တုန်းကလိုရှိတော့ကောင်းနေတယ်တဲ့။တငယ်ချင်းတွေနဲ့ရှင်းလုံးခတ်လိုက်ပြေးစော့လိုက်လုံရင်နေတိုင်းနေတိုင်းပျော်နေတာပေါ့။အိမ်မှာမနှက်စုံပုံမြင်လေးတွေရေး ြီးရင်ပြင်ထွက်ပြီးတငယ်ချင်းတွေနဲ့ဆော့ဆော့ရကပြန်လာရင်အဖေရဲ့ချိန်လုတဲ့လုပ်ငန်းကိုကူချိန်တွေကိုယူပြီးရှင်းလုံးလေးတွေလုပ်ပိုးတဲ့ချိန်လေးတွေနဲ့ချိန်တော့ချိန်လေးတွေလုပ်ပြီးနောက်နေ့ကျတငယ်ချင်းတွေကိုပေးလေးရှိတယ်ပြာတို့လှုပ်တဲ့လက်ရာလေးတွေကအရန်လှရည်တဲ့။ဒါကြောင့်ပြာတို့စီရ တော့ချိတ်လက်ဆောင်ရတဲ့တငယ်ချင်းတွေကအယံပြောပြီးပြတ်တိုးရဲ့ကျိန်ချင်းလုံးနဲ့ကျိန်တော့ချိတ်လေးတွေကိုလည်းအယံလာတယ်လို့ရှိကျကြတယ်။ပြတ်တိုးရေးတဲ့ပုံမြင်လေးတွေကိုလည်းအလူရက်ဖက်ကြတယ်။ပြတ်တိုးရေးရှင်းမခန့်နိုင်တော့ပေမဲ့ပြတ်တိုးလုံနိုင်တာပဲအများကြီးဆိုတော့ကိုမြင်နေမလားကိုရေးရှင်းတဲ့ ပဝင်းကျင်ကလူတွေပြောအောင်လုပ်ပေးနိုင်တာကလည်းပြတ်တို့ရဲ့အရေးရှင်ပဲလို့ကိုကိုနဲ့နဲ့သီးတော်မြင်နေစိတ်တည်းမကြပဲလုံနိုင်တာတွေကိုဆက်လုပ်သွားနော်အိမ်မက်ကနေပြုံပြုံကြီးနိုးလာတဲ့ပြတ်တို့တယောက်အဖေလုပ်ပေးတဲ့မနက်စာကိုစားပြီးအဖေရဲ့ချိန်လုံးယုံကပစ္စည်းတွေနဲ့တငယ်ချင်းတွေအတွက်ချိန်ရှင်းလုံးကလေးလုံးလိုက်တယ်ပြီးရနဲ့ အဖေကိုခွင်တောင်းပြီးဂျိုင်းနောက်ကိုဆွဲတငယ်ချင်းတွေစီကိုထွက်လာခဲ့တယ်။ပြတူကိုမြင်လာတဲ့တငယ်ချင်းတွေလည်းဝန်တာအာရနှုတ်ဆက်ပြီးပြတူလှုပ်လာတဲ့ရှင်လုံးလေးနဲ့ရှင်းခတ်တန်းစော့ကြတယ်။ပြတူပါစော့လို့ရအောင်လက်နဲ့ရှင်လုံးပုတ်တိုင်းလဲစော့ကြတယ်။ပြတူလေးနောက်နေ့ကျတငယ်ချင်းတွေအတွက်ချိန်တိုးချိန်လေးနဲ့ တင်ချင်းကလေးတွေရက်လာပေးဦးမယ်လို့ဂရိပေးလိုက်တယ်။ပုံမြင်တွေကိုလည်းပြန်ရီးတော့မယ်လို့ပြောတယ်။ပြာသူပြန်ပြီးပြုံးရှင်လာတာကိုတွေ့တော့တငယ်ချင်းတွေလည်းပြောနေကြတာပေါ့။နောင်ကိုလည်းသူတို့အရင်လိုအတူတူပြန်ဆော့ကြမယ်လို့ပြာသူနဲ့တငယ်ချင်းတွေအရှင်းရှင်းဂရိပေးလိုက်ကြတယ်။